္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မလ14ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလဲလဲထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဝိုင်းရွာရဲစခန်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပြီးစခန်းမီးလောင်ကစစ်ကောင်စီတပ်သား15ဦးသေဆုံးတဲ့သတင်းစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတနအီကျော်ကြားတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကဂျုံနဲ့ရွာကိုဘုံလိုက်ကျင်းနေတဲ့သတင်း မန်းရှိဆက်တော်ဖျားဝဲဖျားဘူးလာသူနေပါနေလို့စင်နေစည်းကွင်ပေးပြီးမြှူဆွဲနေတဲ့တဲ့စကောင်းစီကလက်နက်ကြီးနဲ့ပြစ်တာကြောင့်ဒေသခံပြည်သူနေအိမ်200ခန့်မိလောင်ကျွမ်းပြီးပြည်သူအများအပြားဒုက္ခရောက်နေတဲ့တဲ့အေးနဲ့တော်လိုက်တပ်ဖွဲ့တွေကညောင်ကျိုးရွာအလုံးကပ္ပစ6ကိုဥတီဗီရောက်ရှိနေပြီးဖြစ်တာကြောင့်ညောင်ကျိုးစခန်းမကြရေးအစွမ်းကုန်ကျိုးပန်းနေတဲ့တဲ့ စစ်ကောင်စီကကြေးရွာအတွင်းကို6ရက်တိတိတက်ဆဲထားခဲ့ပြီးနောက်စစ်ကြောင်းပြန်ထွက်ချိန်တပ်ဖြတ်ခံထားတဲ့အလောင်း6လောင်းတွေ့ရှိတဲ့တွင်စီမံချက်နဲ့ရဲပြေးစစ်ပြေးတွေကိုစစ်ဆေးဖို့မြို့အဝင်အထွက်ဂိတ်တွေမှာကွန်ပျူတာတွေနဲ့ပါစစ်ဆေးနေတဲ့တွင်ကာစီနိုနဲ့လောင်းကစားတွေပါဝင်မဲ့ဖျော်ဖြေနေရာ၄ခုကို ထိုင်းဆိုရကကြေညာတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝိုင်းရွာရဲစခန်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပြီးစခန်းမီလောင်ကစစ်ကောင်စီတပ်သား15ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုတိုင်းနောက်ချမ်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်မှာမလ12ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်ကဝိုင်းရွာရဲစခန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးတပ်ခွဲကမနေ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတိုက်ပွဲဖြစ်ပွားချိန်2နာရီကျော်ကြာမြင့်ခဲ့ကာ က်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဝိုင်းရွာရဲစခန်းမီးလောင်ပြာကျခဲ့ပြီးစစ်ကောင်စီတပ်သားတွေ15ဦးအထိသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီးတိုက်ပွဲကြချိန်နှစ်နာရီကျော်ကြာမြင့်ခဲ့တယ်။လက်နက်ကြီးကြီးကြောင့်ဝိုင်းရွာစခန်းအတွင်းစက်ချံအပါအဝင်စခန်းဝန်းအကာတွေမီးလောင်နေချိန်စစ်ကောင်စီဘက်ကစစ်ကူအင်အားများစွာရောက်လာတယ်လို့တာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးတပ်ခွဲကဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ခွဲတတပ်ခွဲနေရွှေရမ်းမြင်းနဲ့တပ်ခွဲသုံးမူးညိုတပ်ခွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လရေးတပ်ခွဲတွေက အထီးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့ကလည်းကျိုးပင်ကောင်းမြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစော်တီ40ခန့်ပါစစ်ကြောင်းကိုတော်လရေးတပ်ခွဲတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့စတင်တိုက်ခိုက်ခဲ့ပြီးတနအီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ။ စစ်ကောင်စီတပ်သားနဲ့ပြူစော်တီ9ဦးခန့်တိတ်ဆုံးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းဘောက်အနေနဲ့စစ်ကောက်စီနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတနားရီကြောကြာဖြစ်ပွားခဲ့ပြီးစစ်ကောက်စီဘက်ကဂျုံနေနဲ့ရွာကိုဘုံလိုက်ကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအောင်လံမြို့နယ်တံပူလာတိုက်နယ်အနီးညောင်ကိုင်းကျေးရွာမှာမလ7ရက်နေ့ည9:00နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတနားရီကြောကြာဖြစ်ပွားခဲ့တယ်လို့ဒေသတွင်းသတင်းမီဒီယာထံကစုံစမ်းသိရှိရပါတယ်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတနားရီကြောဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ည9နာရီကျော်လောက်ကစဖြစ်တာတံမူလစခန်းကရဲတွေနဲ့တပ်သားတွေကဆိုင်ကယ်တွေနဲ့အဲ့ဘက်ကိုကင်းလှည့်လာရင်ဖြစ်ကြတာလူလာဖမ်းတာလို့လဲကြတယ် ်ဆယ်နာရီကျော်လောက်မှပြီးသွားတယ်လို့ဖြစ်စဉ်ကို သိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်တိုက်ပွဲတနာရီကျော်ကြာဖြစ်ပွားပြီးစစ်ကောင်စီရဲ့ကပ္ပဆာ15မှာစစ်ကူရောက်လာကညကြီးဒုံးနေနဲ့ရွာကိုဘုံလိုက်ကျင်းနေလို့ဒေသခံပြည်သူတွေတိတ်ရှောင်နေကြရတယ်လို့လည်းဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်အောင်လံမြို့နယ်တံမူလာတိုက်နယ်ရဲစခန်းမှာပြီးခဲ့တဲ့လကရေးတက်ချက်တအူးရှင်းလင်းခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့သေးတယ်လို့စုံစမ်းသိရှိရပါတယ်ရှင် တတိယသတင်းတပုတ်အနေနဲ့မန်းရွှေဆက်တော်ဖျားပွဲဖျားဘူးလာသူနေပါနေလို့စင်နေစည်းဝင်ပေးပြီးမြှူဆွေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမင်းမှုမျိုးကနှစ်စဉ်ကျင်းပမည်ဖြစ်တဲ့မန်းရွှေဆက်တော်ဖျားပွဲကိုဖေဖော်ဝါရီလ၂ရက်နေ့ကစဖွင့်ပွဲပြုလုပ်ခဲ့ပြီးယနေ့မလ၁၄ရက်နေ့အထိဖျားဘူးလာသူရခင်နှစ်ထက်အလွန်နေပါနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ဖေဖော်ဝါရီလ၂ရက်နေ့ကနေဧပြီလ၁၈ရက်နေ့အထိ ရပ်ပေါင်း85ရက်ကြာကျင်းပမယ်ရွှေဆက်တော်ဖျားဝဲဟာအခုနှစ်ဖျားဘူးလာရောက်မှုအလွန်နှဲနေလို့စစ်ကောင်စီကဖျားဘူးတွေကိုစင်နေနဲ့ပါမြူဆွဲနေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်ဖျားဘွဲမှာစိုင်ခန်းနဲ့တဲခိုခန်းပေါင်း1500ခန့်စောက်ဖို့ရထားပေမဲ့ဈေးဆိုင်ခန်းပေါင်း300နဲ့တဲခိုဆောင်350ကျော်သာစောက်ထားတယ်လို့သိရပြီးနှစ်စဉ်ပုံမှန်တဲခိုဆောင်800ကျော်တိစောက်ရတာဖြစ်တဲ့အပြင်ဈေးဆိုင်ခန်းတွေလည်း800ကျော်လောက်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရာသိရပါတယ်။အရင်နှစ်တွေကရေးဆိုင်တွေတဲခုဆောင်တွေအရန်ဆောက်ရတာ။ဖျားမှုတွေကလည်းအရန်များတယ်။အခုကလူအရန်နှဲနေတယ်။အနီးတစ်ဝိုက်ကလူနှဲနေပဲလာကြတယ်။အဝေးကမလာကြဘူး။ပုံမှန်ဒီအချိန်လူပြည့်နေပြီပေါ့။အခုဆယ်တန်းဆောင်မွေးပွဲတွေဖြစ်ပြီးချိန်တစ်ချက်စောင့်ကြည့်ရမယ်လို့နေလက်ဖျားဝဲဇေယောင်းသူအမျိုးသားတဦးကမြို့တော်ကိုပြောပါရယ်။စစ်ကောင်စီကရွှေဆက်တော်ဖျားဝဲစီကားဖို့အတွက်ဖျားဘူးလာသူတွေ မန်းချောင်းအပန်းဖြေစိတ်စခန်းကစင်နေကိုစီးပြီးတောတောင်စိတ်ဆန်းရည်နဲ့မန်းချောင်းရဲ့သဘာဝအလှတရားတွေကိုကြည့်ရှုခန်းစားနိုင်ကြကြောင်းရွှေဆက်တော်ဘေးမေတော်တွေကတလိမ့်ဆန်လေးတွေရဲ့သဘာဝအလှကိုလည်းကြည့်လို့ရကြောင်းစစ်ကောင်စီရဲ့ lobby channel တွေကနေတစေကြေညာထားတာလည်းတွေ့ရပါတယ်ရွှေဆက်တော်နာကစိတ်စခန်းမှာစင်နေကိုစီးပြီးဘေးမေတော်တွေရှုခင်းနေတဲ့ဓာတ်ပုံရိုက်လို့ရမယ်အဓိကအေးချမ်းပါတယ်လို့ပြောချင်တာလူလာအောင်လုပ်တဲ့သဘောပါ ဲ့ဒီစစ်စခန်းက2019လောက်ခရဲကဖွင့်ထားတာအခုမှလူတွေကို စီးခွင့်ပေးမယ်ပြောတာပါ အရင်ကမစီးရပါဘူးလို့မင်းဘူးမျိုးဒေတာခန်တဝူကမျိုးတော်ကိုပြောပါတယ်တော်လိုက်ရေးတက်ခွဲတွေဘက်ကလည်းမန်းရွှေဆက်တော်ဖျားပွဲကိုမလာရောက်ကြဖို့ကြိုတင်တတိပေးထားသလိုဒီကနေ့မလ14ရက်နေ့အထိလူလာရောက်မှုနည်းနေတာကြောင့်စစ်ကောင်စီကစင်နေနဲ့ပါဖျားဖူးတွေကိုမြှူဆွဲနေရတာလို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်တာကြောင့်ဒေသခံပြည်သူနေအိမ်200ခန့်မိလောင်ကျွမ်းပြီးပြည်သူအများအပြားဒုက္ခရောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဆလင်းမြို့နယ်ကုတ်ကိုတိုင်းရွာကိုမလ23ရက်နေ့ည9:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူနေအိမ်တွေမိလောင်ခဲ့ကဒေသခံပြည်သူအများအပြားဒုက္ခရောက်နေကြရတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။ကုတ်ကိုတိုင်းရွာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အင်ဂျင်200ကျော်လောက်မီးလောင်ကျွမ်းခဲ့ပြီးဒေသခံပြည်သူအများအပြားစစ်ဘေးမီးဘေးနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ညဘက်ကြီးစစ်ကောင်စီကလက်နက်ကြီးနဲ့ချက်ပင်းဘက်ကနေလှမ်းထူတာသူတို့ကချက်ပင်းမှာတက်ဆွဲနေနေကြတာလက်နက်ကြီးနဲ့ထူတော့အိမ်တအိမ်ပေါ်ကိုကြတာအဲ့ဒီအိမ်ကနေမီးစာလောင်တော့တာလေကတိုက်နေတော့မီးအချိန်ကများပြီးတရွာလုံးမှာအင်ဂျင်တစ်ဝက်နှီးပါလောက်မီးလောင်သွားတာလို့ဒေသခံအမျိုးသမီးတအူးကမြို့တော်ကိုပြောပါတယ် ကိုကိုရန်ရွာကအင်ဂျင်400ဝန်းကျင်လောက်ရှိပြီးအင်ဂျင်နေရာနေပါမီလောင်ကျွမ်းသွားတာကြောင့်ဒေသခံပြည်သူအများပြားဟာဗာပစ္စည်းမှယူချိန်မရပဲကိုလိုယုံပြေးနေကြရတယ်လို့သိရပါတယ်။ညဘက်ဆိုတော့ပိုဆိုးတာပေါ့။စကားစတွေကရည်ရွယ်ချက်ရှိရှိကိုလုပ်နေတာ။အဲ့ဒီအနီးတစ်ဝိုက်ရွာတွေကိုပတ်ပြီးမီးရှို့နေတာ။အခုအနီးနားကရွာတွေကပါရွာထဲမှာမနေရဲကြတော့ဘူး။အကုန်ပြေးကုန်ကြပြီလို့နောက်ထပ်ဒေသခံအမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်။ စစ်ကောက်စီအာနာသိမ့်ပြီးနောက်ပိုင်းမှာ၁၄မြို့နယ်အတွင်းမှာဒေသခံပြည်သူအများအပြားဟာစစ်ဘေးရှောင်နေကြရတာတွေရှိသလိုစစ်ကောက်စီရဲ့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်ထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့ပြီးအခုအခါမှာလည်းစစ်ကောက်စီကကြေးရွာတွေမှာရှိတဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုဇက်တိုက်မိရှို့တာတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအများသိရပါတယ်။ပြီးခဲ့တဲ့မတ်လ၁၂ရက်နေ့ကလည်းစစ်ကောက်စီက၁၄မြို့နယ်အတွင်းမှာရှိတဲ့ရွာ၃ရွာဖြစ်တဲ့ ချက်ပင်းရွာတီးပင်စုရွာနဲ့နေပူကန်ရွာကိုဇက်တိုင်မီးရှို့ခဲ့တာကြောင့်ဒေသခံပြည်သူနေအိမ်အများအပြားမီးလောင်ခဲ့ရတယ်လို့လည်းဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AA နဲ့တော်လိုက်ရေးတပ်ဖွဲ့တွေကညောင်ကျိုးရွာအလွန်ကပ္ပစာ6ကိုဥတီပြီးရောက်ရှိနေပြီဖြစ်တာကြောင့်ညောင်ကျိုးစခန်းမကြရေးအစွမ်းကုန်ကျိုးပန်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းဖရောင်းမြို့နယ်ရခိုင်ရိုးမပေါ်မှာရှိတဲ့ညောင်ကျိုးစခန်းမှာတိုက်ပွဲပြင်းထန်နေပြီးညောင်ကျိုးရွာအလွန်10မိုင်ခန့်အကွာကညောင်ချီတော့ကျေးရွာအခြေဆိုင်ကပါစာ6ကိုဥတီရောက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။ညောင်ကျိုးစခန်းမှာအရခတ်တက်တော် A နဲ့စစ်ကောင်စီကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအကြအဆုံးများနေကလူနာတွေကိုပြီးရွှေတော်ဂရင်တရာတက်ဆေးယုံနေနဲ့ မြို့တော်ခမ်းမတွေမှာပါအရေးပေါ်စေကူသားဆောင်တွေဖွင့်ပြီးကုသနေရတယ်လို့စုံစမ်းသိရှိရပါတယ်။အိုရှိပေမြို့ပေါ်ကပရာဟိတအသင်းနေနဲ့ပြည်မြို့ကအသင်းတွေကိုရွာတရားထိလူနာလာကောက်ခိုင်းနေစစ်တပ်ကညောင်ချိုးကလူနာတွေအလောင်းတွေကိုလည်းရွာတရားထိထိတဲပေးတယ်။အဲ့ဒီတရားမှာအချင်းပြောင်းလုပ်ပြီးအရာရှိဆို လူနာတင်ကားနဲ့တာမန်တပ်သားဆို ဖောကားတွေနဲ့ပေါ့တဲပြီးစေယုံတွေကိုပို့ရတာအရာရှိတွေတက်ကြက်တွေအများစုက ရှေ့တောင်စစ်ဆေးရုံကိုပို့တာများပါတယ်။တာမန်ရဲဘော်တွေကပြည်မြို့တော်ခမ်းမနဲ့ပြည်ကရင်တရားဆေးရုံကြီးကိုပို့ကြတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ရခိုင်ရက်ကမော်ပြည်တပ်နယ်မှာရှိတဲ့တရင်သုံးရင်းကကပ္ပါစာ6ကိုစစ်ကူပို့ထားတဲ့အင်အား600ကျော်နဲ့စစ်မှုထမ်းတပ်သားတွေဟာညောင်ကျိုးတိုက်ပွဲကိုအကုန်မရောက်ပဲကပ္ပါစာ6တပ်ထဲမှာပဲထားလို့တက်အရာရှိတွေအစုခံရတာတွေလည်းရှိတယ်လို့တက်တဲ့နီးစပ်သူတွေထံကစုံစမ်းသိရှိရပါတယ်။ ဘကိုးတိုင်းထဲကစစ်မှုထမ်းအပတ်စဉ်၄၅၆ကစစ်သားတွေရောရန်ကုန်မော်ဘီတက်ကတရင်သုံးရင်ရောအင်အားတထောင်ကျော်ပြီးခဲ့တဲ့ရက်ကပို့တယ်အဲ့ဒါတွေအကုန်ညောင်ကျိုးကိုမရောက်ဘဲနည်းနည်းပဲပို့လို့တက်ကလူကြီးတွေအစဲခံရတယ်ကြားတယ်ပထမတစ်ကြိမ်ရဟတ်ရင်နဲ့ပို့တာရဟတ်ရင်အပြစ်ခံရလို့ဆက်မပို့ပဲထားထားတာလို့ကြားတယ်လို့တက်နဲ့နီးစပ်သူတအူးကမြို့တော်ကိုပြောပါတယ် လက်ရှိမှာညောင်ကျိုးမကြသေးပေမဲ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီကလေကြောင်းပစ်ကူအဆက်မပြတ်ပေးနေတဲ့အပြင်လက်နက်ကြီးတွေနဲ့ပါပစ်ကူပေးနေကညောင်ကျိုးမကြရေးအတွက်ညီမျိုးစုံနဲ့ခုခံနေတယ်လို့စုံစမ်းသိရှိရပါတယ်။ရခိုင်ရိုးမပေါ်မှာရှိတဲ့ဗရောင်တောင်ကုတ်လမ်းပေါ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ပကံကွဲမိုးထီတောင်တောင်မုံကြီးနတ်တောင်ကုန်းတို့ကိုတော်လရေးတပ်ပေါင်းစုတွေနဲ့အာရခတက်တော်အေတို့ကတိမ့်ပိုက်ထားပြီးလဲဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတော်အနေနဲ့စစ်ကောင်စီကကြေးရွာအတွင်းကို6ရက်တိတိတက်ဆွဲထားပြီးနောက်စစ်ကြောင်းပြန်ထွက်ချိန်တပ်ဖြတ်ခံထားတဲ့အလောင်း6လောင်းတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းရေတကြုံမြို့နယ်ရေလေကျွန်းဒေသတာကောင်းရွာမှကြေးရွာကိုစစ်ကောင်စီကမတ်လ9ရက်နေ့ကနေ12ရက်နေ့အထိ6ရက်တိတိစစ်ကြောင်းထိုးတက်ဆွဲခဲ့ပြီးစစ်ကြောင်းပြန်ထွက်သွားချိန်ဒေသခံပြည်သူတွေကကြေးရွာအတွင်ပြန်လည်ဝင်ရောက်စဉ်နှိပ်စက်မီးရှို့တပ်ဖြတ်ထားတဲ့ ရုပ်လောင်း၆လောင်းကို တွေ့ရှိခဲ့ရတယ်လို့ရေစကြိုတောင်းရှိ info comedy ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။တာကောင်းလေးရွာမှာဒေသခံအပြစ်မဲ့ပြည်သူတအုပ်ကိုစစ်ကောင်စီကခေါင်းဖြတ်တပ်ပြီးမိရှို့ထားခဲ့ကဥကောင်းကိုငုတ်တိုင်တစ်ခုပေါ်မှာတင်ထားပြီးနောက်တာကောင်းရွာမရွာမဒေသခံပြည်သူတအုပ်ကိုနှိပ်စက်ထရာတွေနဲ့တတ်ဖြတ်ပြီးမြေမြုပ်ထားခဲ့တာကိုတွေ့ရှိရကထို့သူနှစ်ဦးမှာအပြစ်မဲ့ပြည်သူတွေဖြစ်ကြတဲ့တာကောင်းလေးရွာမှာအသက်65နှစ်အရွယ်ဦးချင်းမောင် တာကောင်ရွာမရွာမအသက်42နှစ်အရွယ်ဦးတမ်းမင်းလိုင်တို့ဖြစ်ကြတယ်လို့ရေစကြိုတောင်ရှိ info comedy ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စစ်ကောင်စီတပ်သားတွေကတာကောင်ရွာမရွာမတက်ဆွဲထားချိန်အပြစ်မဲ့ပြည်သူတွေကိုတတ်ဖြတ်ထားခဲ့ပြီးနေအိမ်တွေကိုဖောက်ထွင်းဖျက်ဆီးကာရွှေငွေတံမိုးကြီးပစ္စည်းဥစ္စာတွေကိုလည်းငွေနောက်ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားတွေကအိမ်မွေးတိရစ္ဆာန်တွေကိုတတ်ဖြတ်ချက်ပြုတ်စားတောက်ခါဝင်ရောက်တက်ဆွဲထားတဲ့အခြေအတွင် ခိုင်းနှွားတွေအစာအိမ်စာပြတ်ပြီးသေဆုံးမှုအများအပြားလည်းရှိတယ်လို့သိရပါတယ်။မလ၁၂ရက်နေ့ညနေပိုင်းကလည်းရေလက်ကျုံးဒေသရှိပန်းညိုကြီးရွာကို စစ်ကောင်စီကဝင်ရောက်မီးရှို့ခဲ့ပြီးရွာလုံးကျွနီးပါးမီးလောင်ခဲ့ရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စီမံချမ်းနဲ့ရဲပြေးစစ်ပြေးတွေကိုစစ်ဆေးဖို့မြို့ဝင်ထွက် gate တွေမှာကွန်ပျူတာတွေနဲ့ပါစစ်ဆေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တရက်ခရိုင်တွေကမြို့နယ်တွေကစစ်ဆေးရေး gate တွေမှာ မလ10ရက်နေ့ကစပြီးခရီးသွားကားတွေနဲ့ဖြတ်သွားဖြတ်လာဆိုင်ကယ်တွေကိုမြို့အဝင်အထွက်ဂိတ်တွေမှာကွန်ပျူတာနဲ့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေကိုဖြတ်တဲ့ဆိုင်ကယ်ကားနဲ့ခရီးသွားတွေကိုမှတ်ပုံတွေတောင်းကကင်တယ်တယ်ယူသွားပြီးကွန်ပျူတာနဲ့ထိုးစစ်တဲ့အထိစစ်ဆေးနေတာလို့စုံစမ်းသိရှိရပါတယ်။အခုရက်ပိုင်းအတော်စစ်ပါတယ်။ကားတစ်စီးကို나ယူရလောက်ကြာပါတယ်။မီးပွိုင်မိနေတယ်လို့ပဲဗျာ။ ကားသမားတွေလည်းရင်တထိတ်ထိတ်နဲ့စောင့်နေရတာလို့လိုင်းကောင်းပေါင်းသူတဦးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီရဲ့အဆိုပါစစ်ဆေးရေးခိတ်မှာရဲတပ်ဖွဲ့တွေကစစ်ဆေးနေတာဖြစ်ပြီးမှတ်ပုံတင်နံပါတ်နဲ့နာမည်ကိုသူတို့အချက်အလက်ရှာတဲ့စော်ဝဲတွေရိုက်ထည့်ပြီးစစ်ပြေးရဲပြေးအပြင်တခြားအချက်အလက်တွေနဲ့ကန့်ညီမညီပါစစ်ဆေးနေတာလို့သိရပြီးအဖမ်းခံရသူတွေလည်းရှိတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်တက်ဗလက်နဲ့စစ်တယ်လက်တော့နဲ့လည်းစစ်တယ်နှစ်ခါစစ်တယ်စီမံချက်တွေပါ ရဲပြေးစစ်ပြေးတွေကိုအဓိကထားစစ်တယ်ဆိုပေမဲ့အရင်ရက်ကအဖမ်းခံရတဲ့ကလေးတွေကရဲပြေးမဟုတ်ဘူးတက်ပြေးလည်းမဟုတ်ဘူးတာမန်လူငယ်တွေလို့ကြားတယ်ဘာပြစ်မှုတော့မသိဘူးတခြားပြစ်မှုတွေပါစစ်တယ်ထင်ပါတယ်လို့ရဲတပ်ဖွဲ့တွေနဲ့နှိဆက်သူတအူးကမြို့တော်ကိုပြောပါတယ်တရဲမြို့အဝင်အထွက်ဂိတ်တွေမှာစစ်ဆေးနေတာ၄ရက်ခန့်ရှိပြီဖြစ်ပြီးအလားတူခရိုင်မြို့ကြီးတွေနဲ့မြို့နယ်တွေမှာပါစစ်ကောင်စီကစီမံချက်နဲ့စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့လည်း ဒေတာတွင်သတင်းမြင့်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကာစီနိုနဲ့လောင်ကစားတွေပါဝင်မဲ့ဖျော်ဖြေနေရလေးခုကို ထိုင်းဆိုရကြီးညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံမှာမြို့တော်ဘန်ကောက်၊ချွန်မူရီ၊ချင်းမိုင်နဲ့ဖူကတ်တို့ကိုကာစီနိုနဲ့လောင်ကစားတွေထားရှိမဲ့ပထမဆုံးဖျော်ဖြေနေရလေးခုအဖြစ်ကြီးညာလိုက်ပါတယ်။အဲ့ဒီနေရာတွေဟာခရီးသွားများတဲ့အ धिक ဒေသတွေဖြစ်လို့အခုလိုရွေးချယ်လိုက်တာဖြစ်ကြောင်း ဒီစီမံကိန်းကိုကြီးကြပ်တဲ့အထူးကော်မတီဒုတိယဥက္ကဋ္ဌနီကိုဘူဝီဆက်ကဘန်ကောက်ပို့စ်ကိုပြောပါရယ်ကာစီနိုနဲ့တခြားလောင်းကစားတချို့ကိုတရားဝင်ဖြစ်စေမဲ့ဥပဒေမူကြမ်းတရက်ကိုထိုင်းအစိုးရကအတည်ပြုပြီးနောက်နှစ်လအကြာမှာအခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါရယ်ထိုင်းနိုင်ငံမှာလောင်းကစားပုံစံအများစုကတရားမဝင်ဖြစ်ပေမဲ့အစိုးရငြင်းပြိုင်ပွဲနဲ့ထီလုပ်ငန်းတွေကတရားဝင်ခွင့်ပြုထားပါရယ်ဒါပေမဲ့မြေအောက်လောကမှာတော့လောင်းကစားလုပ်ငန်းတွေက တွင်ကျယ်နေစေဖြစ်ပြီး လက်ရှိတရားဝင်အကောင့်ထဲပေါ်မဲ့စီမံကိန်းအတွက်ဒေါ်လာ14တသမ6ဘီလီယံကုန်ကျမှာဖြစ်ပြီးနှစ်စဉ်ခရီးသွားတန်း90ထပ်မနည်းကိုဆွဲဆောင်နိုင်မယ်လို့အနာရဖြူတိုင်းပါတီရဲ့လွှတ်တော်အမတ်လည်းဖြစ်တဲ့နစ်ကုန်းကဆိုပါတယ်။ကျော်ပြေးရေးအဆောက်အအုံတစ်ခုချင်းစီရဲ့၁၀ရာခိုင်နှုန်းကိုကာစီနိုလောင်းကစားလုပ်ငန်းအတွက်ရထားပြီးအဆောက်အအုံဒီမှာကျေငါးဝင်းဟိုတယ်ရှော့ပင်မော်အပန်းဖြေဥယျာဉ်အကစားကွင်းအစည်းအဝေးခန်းနဲ့ပြပွဲခန်းမတွေပါဝင်တယ်လို့သူကပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရကလည်းလောင်ကစားနဲ့ကာစီနိုတွေကိုတရားဝင်ခွင့်ပြုလိုက်တာဟာနိုင်ငံဝင်ငွေပို့တိုးစေတယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းဒီအစီအစဉ်ဟာလောင်ကစားနဲ့ဆက်နွယ်တဲ့ယာဆွေးမှုတွေထူပြောလာနိုင်တယ်လို့လူငယ်တွေလောင်ကစားရဲနစ်မြုပ်သွားနိုင်တယ်လို့ဝေဖန်မှုနဲ့ဆန္ဒပြမှုတချို့လည်းထွက်ပေါ်လာနေပါတယ်။အိန္ဒိချင်းစင်ကာပူနဲ့ဖိလစ်ပိုင်နိုင်ငံတို့မှလည်းဒီလိုဖျော်ဖြေရေးနေရာတွေကခရီးသွားတွေကိုအဓိကဆွဲဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ GDP ဟာ2025ခုနှစ်အတွင်းဒေါ်လာ945တသမ3ဘီလီယံအထိရှိလိမ့်မယ်လို့နိုင်ငံတကာငွေကြေးရမုံငွေအဖွဲ့ကခန့်မှန်းထားပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမှချမ်းသာကြပါ ဆရာနာရှိစနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမြို့တော်ရဲ့အဖွဲ့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။